မင်္ဂလာပါရှင်မေကြီးကိုခင်မပြန်လည်ကြိုဆိုပါရစေဒီနေ့ဖြတ်ပြပေးမယ့်ဟင်းလေးကတော့ပစုံအချိုဟင်းလေးပဲဖြစ်ပါလိမ့်ရှင်အခုဆိုရင်စီပူတွေကိုကြက်တုံလေး၃လုံးပပတိထားတာလေးကိုထည့်ပါမယ်စနွင်းထည့်မယ်ပြီးရင်ရောသမမွေအောင်လို့စီတက်လိုက်မယ်ပေါ့နော်စီတက်တဲ့အချိန်မှာကြက်တုံဒီလေးတွေကိုဝါသွားအောင်လို့ရွှေညုံရောင်လေးတန်းထားတဲ့အချိန်ကြီးကိုကြက်တုံဒီလေးတွေကိုဂယူဆိုင်ပြီးတော့စီတက်ပေးရပါမယ်။ တက်တုံလေးတွေရွှေရောင်တန်းသွားပြီဆိုရင်ရေသေးနည်းနည်းထည့်ပေးရပါမယ်။ဒါလို့ရေထည့်ရလဲဆိုရင်တက်တုံလေးတွေကိုအနှိမ့်ရအောင်လို့ချက်မှာဖြစ်တဲ့အတွက်ကြောင့်ရေထည့်ပြီးတော့နှစ်ကလေးရအောင်လို့ဆက်တာလို့ဖြစ်ပါတယ်။ရေလေးထည့်ပြီးမှတက်တုံလေးတွေဥသွားမှာပါနော်။ကျက်တုံလေးတွေလည်းဥလာပြီးအနှစ်လဲရပြီဆိုလို့ရှိရင်ရတာနေထားတဲ့ပစုံလေးတွေကိုထည့်ပေးပါမယ်။ထည့်ပြီးတော့ကျက်တုံနဲ့ပစုံနဲ့ရောပြီးတော့မှုပြီးတော့ပစုံလေးတွေကိုွေးသွားတဲ့အချိန်ထိကိုမှုထားပေးပါမယ်။ ဲ့ဒီအချိန်မှာပဇွန်လေးကိုလုံးဝရေထက်မထဲတော့ပါဘူးဘာလို့လဲဆိုရင်ပဇွန်လေးကထွက်လာတဲ့ရေနဲ့ကြံချက်တာပေါ့နော်ရေထဲလိုက်လို့ဆိုရင်ပဇွန်လေးကမာသွားမှာပေါ့နော်ပဇွန်လေးနူးလာပြီဆိုလို့ဆိုရင်အခုံးလေးဖွင့်ပြီးတော့အပေါ်အောင်လေးကိုနှာအောင်မှုပေးမယ်အဲ့မှာဆိုရင်အရသာရှိတဲ့ပဇွန်ကျော်လေးရရှိသွားပါပြီနော်အခုကြည့်နေတဲ့သူတွေလည်းဒီလိုရိုးရိုးချင်းချင်းနဲ့လွယ်ကူလာတဲ့ပစုံအချိုဟင်းလေးကိုညီမလိုလိုက်ပြီးတော့ချက်ကြည့်ကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။